င်္ဂလာပါမင်္ဂလာပါဟုတ်ပထမဆုံးအနေနဲ့ဒီမင်းညာရန်ကုန်မှာလုပ်ခဲ့တဲ့ငလင်ညာက peak wire fiber receptor ကိုပဲရှိခဲ့ပြီးမြပြီးလာခံစားခဲ့ရတယ်ဒီမီဒီယာပြောနေကြတယ်ဆိုတော့အဲ့ဒီငလင်အကအတန်တင့်ညာပဲရှိနေတယ်ဒါပြီးလို့တိတိကျကျဖြစ်ခဲ့ရတယ်ဆိုတာလည်းနည်းနည်းလေးရှင်းပြပေးလို့ရမှာဆင်ပါရပါတယ်သူရဲ့ magnitude ကတော့3.5ပဲရှိတယ်လှုပ်တဲ့နေရာကတော့ဒီချက်တိတောက်တော့ဒီကလေးကူကူတို့ဘက်ကူမှာလှုပ်တယ်လို့ပြောတယ်တဲကူပဲပါလေ ဟာဆိုအဲ့ဒါဆိုတော့သူကဘာလဲဆိုရန်ကုန်မြို့ထဲမှာပဲထုတ်တဲ့သဘောလို့ရန်ကုန်ဆိုမဲ့လို့ရန်ကုန်တဲကူလို့ဘာလို့ကြတော့ထောက်ချန်လို့ဘာလို့ဆိုတာကရန်ကုန်ထဲမှာပဲရှိတယ်လေအဲ့တော့ရန်ကုန်ထဲမှာရှိတယ်ဆိုတော့အာပြောမယ်ဆိုလို့ရှိရင်လည်းရန်ကုန်ထဲရန်ကုန်မှာထုတ်တယ်လို့လည်းပြောလို့ရတယ်အမေနေရာကတော့ဒီမြို့ထဲတို့ဘာလို့တော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးထုတ်တယ်အဲ့တော့သူ့ရဲ့ magnitude က3.5ပဲရှိတယ်ဒါပေမဲ့ခန်းစားရတာတော့တော်တော်လေး အဲလူတွေလည်းအတန်အတန်တကြားဖြစ်ကြတယ်ပေါ့နော်အဲ့တော့ဒီငရင်ကသူ့ရဲ့ magnitude ကတိတ်အများကြီးမဆိုးပေမဲ့လည်းလို့လောက်တုတ်တဲ့နေရာရဲ့အနေအထားကိုတခြားကြည့်ရမယ်တုတ်တာကဘာဖြစ်လဲဆိုရင်ရန်ကုန်ဘဝင်းကြီးမှာဒီနေရာမှာလှုပ်လိုက်တယ်ဆိုတော့ရန်ကုန်ကဘယ်မှာရှိတာလဲအတိကဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် တစ်ဖုန်နဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner အရန်ကုန်ကပါလဲဆိုရှင်ဒီ ARD မြဝကျွန်းပေါ်ဆိုတာရှိတယ်ဒီအရာကတော့ဒီကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပြည်အောက်ပိုင်းနောက်ကိုပြောမယ်ဆိုရှင်ဒီ ARD မြေကနေပြီးတော့ မြစ်တွေအများကြီးနဲ့စီးဆင်းလာပြီးတော့အဲ့မှာပင်လေတဲကိုမုဒ္ဓမပင်လေတဲကိုသူကအကုန်လုံးစီးဝင်တယ်စီးဝင်တဲ့အခါကျတော့ဒီတလျှောက်မှာမြစ်တွေချောင်းတွေအများကြီးနဲ့ကျခဲ့တဲ့အနေတွေကအဲ့ဒီဒီအေယာဝဒီမိဝကျုံမော်ဆိုတဲ့နေရာမှာဖြန့်ကျက်ပြီးတော့ဆင်းသွားတာဆိုတော့ဒီနေရာတွေမှာအများဆုံးအာဖုံအုပ်ထားတဲ့အမျိုးအစားကအလူဗီယမ်လို့ခေါ်တာပေါ့ဒီမြစ်ချောင်းတွေကနေပုတ်ထားတဲ့ သူကအဓိကတော့သဲတို့နှုံတို့ပါမယ်အဲနောက်တစ်ခုကဒီစစ်ပေါ့အသေးစားလေးတွေအဲ့လိုဟာမျိုးမျိုးကြာရီတိုလော်ဂျီအနေနဲ့ပြောတာအဲ့လိုဟာမျိုးတွေနဲ့ပဲဖုံးအုပ်ထားတာဖုံးအုပ်ထားတယ်ဆိုတော့သူ့ရဲ့အနေထားကဒီပျော်ပြောင်းတဲ့ဒီအမျိုးအစားပေါ့ကြောက်မျိုးအစားကြောက်ကြလို့ခေါ်လို့မရတော့ဘူးသူကနှုံမိတွေပဲဖြစ်တာအဲ့ပြီးတော့ရှိတခြားရှိသလားဆိုတော့ရှိတယ်ဒီဟောစားပေါ့ ရန်ကုန်မြို့ကိုမြောက်ဘက်ကဟိုကနေရှင်းလာမယ်ဆိုလို့ရှိရင်ပြည်လမ်းတစ်လျှောက်ပေါ့အဲ့ဟာတော့တောင်ကျောပေါ့ဘယ်တပုခုရွမနေရှင်းလာတဲ့တောင်ကျောတင်ရင်ဘက်ကိုတခုသွားတယ်ဒီရန်ကုန်ဘက်ကိုတခုသွားတယ်အဲ့ကြတော့သူကအမဆန်းစတုန်းတွေအရှိတွေအဲ့လိုဟာမျိုးတွေ ਨੇ ဆိုအမာတွေများတယ်အဲ့သူ့ရဲ့ဘေးဟိုဘက်ဒီဘက်ဒီမှာကြားတယ်အနေမျိုးစားတွေကြတော့နှုံးမြေတွေများတယ်နှုံးမြေမှာပါများမဲ့ဆိုရေများတယ် သူကတောင်ယုံလေးဒီအ내ကိုတူးလိုက်တယ်ဆိုလို့ရှိရင်ကိုသူကရေထွက်လာတာအဲအဲ့လိုမေပြော့နေကြီးပဲဆိုလို့ဒါကအဲ့တော့ magnitude အပြင်3.5ပဲရှိတော့လဲပဲ3.5ဆိုတာကဒီ moderate တောင်ရှိဘူး moderate ဆိုလို့ရှိရင်အဲ4 5အတော့ဆိုရှင် moderate ဆိုတာဒီ4 out down နေတယ်ဆိုသူက moderate out way လည်းမဟုတ်ဘူးတော့နည်းနည်းအဲအင်အားမပြင်းဘူးပေါ့ဟောအင်အားပြောတဲ့ ငလေးမျိုးစားထဲမှာပါထွားတာပေါ့အဲ့လိုငလေးမျိုးတောင်မှတုံခါမှုများတယ်ဆိုတာကဒီမျိုးမျိုးစားပေါ်မှာလှုပ်သွားတဲ့အတွက်ကြောင့်မို့လို့အဲ့လိုတုံခါမှုများသွားတာဟုတ်ကဲ့ပါရှင်တော့ဒီနှာခံလိုက်ပြီးတော့ရန်ကုန်ဘုတ်နော်ရန်ကုန်နဲ့ပြီးသွားပြီပေါ့ဒီရန်ကုန်နဲ့ပြီးသွားမှာဘင်္ဂလင်ကျော်တွေဘင်္ဂလင်ပြည့်ရည်ရှိနေပါလားရှင်မလေးတော့အဲ့ဒီပြည့်ရည်ရဲ့လက်တော်ချင်းလေးကိုလည်းသိချင်ပါတယ်อืมရန်ကုန်မှာကတော့ပြည့်ရည်အနေနဲ့ကတော့ကြီးကြီးစားကြီးကြီးမားမားမရှိဘူး तू อ่ะหนีด่าก็တော့ဒီစကိုင်းပြိုက်ရွေးနေတော့ तू หนีတယ်အရှိဘက်ကိုသွားလိုက်မယ်ဆိုရှင်စကိုင်းပြိုက်ရွေးကနေနေလေးပဲပြီးတော့ဒီဘက်မှာကြာတော့ရှင်ဆိုတာပြောတဲ့ AOD မိဝကျုံဘောဆိုတဲ့ဟောဒီမိဝကျုံဘောကကျေရှိတယ်အနောက်ဘက်မှာရခိုင်ရုံမှရှိမယ်အရှိဘက်မှာဘကိုးရုံမှရှိမယ်အဲ့ညားထဲမှာရှိနေတဲ့ဂျိုင်ဝိုင်းကြီးကတော့အစောပြောတဲ့နှုံးမိအဲဆိုတော့ပြိုက်ရွေးအနေနဲ့ရှိတာကလည်းစကိုင်းပြိုက်ရွေးက အရှိဘဲမှာရှိနေမယ်။နောက်ဒီဘကူရုံမော့ပေါ်မှာလည်းပြည့်ရည်ရှိတယ်။ဘကူအာဘကူရုံမှာပြည့်ရည်ဆိုပြီးတော့တော့နာမည်တရားတော့နာမည်ကလေးချာအနေနဲ့တော့ဒီလိုပြက်ပြက်တသားတော့မရှိသေးဘူးပေါ့။အဲ့ဒါရှိတယ်။နောက်တစ်ခုကဘကူရုံမရဲ့အရှိ sorry အနောက်ဘက်အခြေမှာရှိနေတဲ့ပြည့်ရည်တွေရှိတယ်။အဲ့ဒီပြည့်ရည်တွေကတော့ရန်ကုန်ပြည့်ရည်ဆိုတာရှိတယ်။တိုက်ကြီးပြည့်ရည်ဆိုတာရှိတယ်။ဒါအပေါ်ဘက်မှာလည်းပြည့်ရည်တွေကဒီဘေးစင်နဲ့ ဆိုအပ်ပြခဲ့တဲ့ AR Delta Basin ဆိုတဲ့ဂျိုင်ဝိုင်းကြီးကိုပေါင်ခတ်ထားတယ်။ဆိုတော့နောက်ဘက်မှာ ရခိုင်အဲကဘောပြည့်ရေပေါ့ကွာ။ရခိုင်ရုံမရဲ့အချိန်မှာရှိခဲ့ပကောကဘောပြည့်ရှိမယ်။အရှိဘက်မှာဆိုလို့ရှိရင်တော့ဒီဘကိုးရုံမရဲ့အနောက်ဘက်အချိန်မှာရှိနေတယ်။ပြည့်ရေတို့လို့ပြည့်ရေအတူလေးတွေအများကြီးရှိတယ်။အဲသူတို့ကပေါင်ခတ်ထားတယ်။ဆိုတော့ပြည့်ရေအနေနဲ့ကတော့ဒါပဲရှိတယ်။ တော့အခုတော့မယ်ဆိုလို့ရှိရင်လည်းအရန်ကုန်ပြည်ရွေးရလည်းဖြစ်နိုင်တယ်အဲဟောစာပေါ့တိုက်ကြီးပြည်ရွေးရလည်းဖြစ်နိုင်တယ်ဘာလို့ဒီလိုပြောရတယ်လဲဆိုလို့ရှိရင်တိုက်ကြီးငနေလှုပ်ခဲ့ဘူးလေအတိုက်ကြီးငနေလှုပ်ခဲ့တော့ကလည်းရန်ကုန်ခံစားရတယ်အဲသခိုင်းပြည်ရွေးမှာဒီပြီးခဲ့တဲ့ဒီမန္တလေးငနေလှုပ်တာတောင်မှရန်ကုန်ကခံစားရတာပဲတော့ရန်ကုန်ဆိုတဲ့နေရာကနည်းနည်းဟိုပါဘောဒီ အောက်ခံမိအမျိုးသားအရာရောအော်တကယ်နှုံးမိတွေဖြစ်တဲ့အတွက်အနီးအဝေးမှာရှိနေတဲ့ပြည်ရေးတွေနည်းနည်းဟိုပါမင်းကြီးကျွနည်းနည်းလေးများပြီးတော့လှုပ်မယ်ဆိုရင်သူကခံစားရတာပဲအဲ့လိုနေရာမျိုးမှာသဘောတရားနားလဲတယ်နော်စကိုင်းပြည်ရေးဆိုတာကစကိုင်းပြည်ရေးကလှုပ်လိုက်ရင်ငရင်းကြီးရအကြီးကြီးတွေလှုပ်ကြတာများတယ်6.0 something အထက်မှာရှိတယ် ီအစောကပြောခဲ့တဲ့ဘကူယုံမရဲ့အခြေမှရှိတဲ့ဟာဒီရန်ကုန်ပြရွေတိုက်ကြီးပြရွေဆိုတဲ့ရှိအဲ့ဒီပြရွေတွေကလောက်တာပြရွေကအရှည်ကြီးမဟုတ်ဘူးပြရွေတူလေးတွေဖြစ်တဲ့အတွက်သူတို့ကလောက်လို့ရှင်4 something ပဲလောက်တယ်အဲ့အဲ့ဒီတည်းကြည်ရမရှိဘူးဆိုတော့ဒီလို moderate ငလေမျိုးစားလေးတွေလောက်ရင်တောင်းမှသူကခံစားရတယ်တုံ့ခံမှုလည်းခံစားရတယ်အဲ့ဒါကမျိုးစားနဲ့ ဆင်တွေတယ်ဆိုတော့ပြောလို့ရတယ်